တော်လံမျိုးတွေအလုံးပဲငလင်ပေးတယ်မှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးရင်ပဲဧပြီလ15ရက်နေ့တကြံအချက်နေ့ရဲ့ညပိုင်းသတင်းအစီအစဉ်တွေကနေပြီးတော့ပြန်လည်ကြိုလိုက်ပါတယ်ဗီဒီယိုလေးတွေ reaction လို့ topic ကမှာတော့ဧပြီလ15ရက်နေ့ရဲ့နောက်ဆုံးအပိုင်းအထိရရှိတဲ့နောက်ဆုံးသတင်းတွေကိုပြပြပေးဆောင်ဖြစ်တဲ့အတွက်မျိုးတွေအလုံးပဲအဆုံးထိကြည့်ရှုပြပေးဖို့ဒီနေရာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပြီးတော့တက်တခုအနေနဲ့ကတော့ညနေပိုင်းသတင်းတွေကိုတော့ကျွန်တော်ရဲ့ project reaction အနေနဲ့ဒီမှာတွားရောက်ကြည့်ရှုပြီးအပိတ်ပြကြဖို့လည်းဒီညာကနေပြီးတော့ထပ်မံတောင်းဆိုလိုက်ပါတယ်မျိုးတွေအလုံးပဲ ရန်ချင်းခါတမရမှာကျွန်တော်တို့ချစ်မြန်လို့ရတဲ့မေစုကိုကျွန်တော်တို့တွေအားလုံးပြည်သူတွေနဲ့အတူကျွန်တော်တို့တော်လှန်ရေးပြည်သူတွေပြည်သူတောင်းပေးကြလိုက်အောင်ဗျာတာရောချစ်တဲ့မေစုချမ်းသာပါစေပြည်သူချစ်တဲ့မေစုချမ်းသာပါစေတာရောချစ်တဲ့မေစု ။အွန်လိုင်းအင်တာနက်မှာပါဝင်နေတဲ့ PDF လူငယ်တွေဆိုတဲ့စကားတိုင်းပဲအားလုံးကလူငယ်တွေဖြစ်ကြပါလေ။ပေါ်ကျင်ကြတယ်။ပါကျင်ကြတယ်။ပျော်ပေါင်းမှုတွေကိုသူတို့လည်းအတူရှိကြပါတယ်။ဒါပေမဲ့အွန်လိုင်းရမယ်ဆိုတဲ့ PC တက်တူတင်နဲ့လူတွေအားလုံးရာရာကိုဆွတ်နေပြီးတော့အွန်လိုင်းနေနေတဲ့ရောက်ရှိလာပြီးတော့ဒုက္ခပေါင်းမျိုးစုံခံပြီးတော့ဒီချင်းသင်ယူပြီးကိုယ့်ရဲ့တက်တယ်ကိုသတိပြီးကြော်လန်နေကြအောင်ကြည့်ပါလေ။အဲဒါဆိုရင်အခုနေ့တကြံမှာပျော်ပါနေကြတဲ့ရန်ကုန်မြို့ဘုံရွာမြို့နဲ့အူးဆုံးကအားဆုံးကတော့မုံရမြို့ပေါ့ဗျာ ဘုံရမြို့ကဘုံရမြို့ကကိုပန်တာကိုခင်ဗျားတို့လုံးဝတော့မတိမရကြဘူးကြာလို့ပဲကျွန်တော်ဒီနေရာကတော့မေးချင်ပါတယ်ဘယ်နေရာမှာဖြစ်ဖြစ်မန္တလေးဘုံရရန်ကုန်အစရှိတဲ့နေရာတိုင်းမှာကျွန်တော်တို့ဒီတိရစရာတွေအများကြီးရှိပါတယ်ဒါတွေကိုကျွန်တော်တို့ဒီတိမေ့နေတာကျွန်တော်လေးကိုဆိုးရတဲ့နေသားတို့ဖြစ်ပါတယ်အခုညင်းနေပါမနောက်ချက်ချပါနဲ့ဆိုတဲ့အတိုင်းပဲညတို့ရဲ့ပျော်ရွှင်မှုတွေကိုတော်လိုင်းရဲပေါ်ကြီးရှိတဲ့အခါမှာငါတို့ကဘာလို့များပျော်ရွှင်ရတယ်ဆိုတဲ့အတွေးလေးတွေများ တောက်သွားမလားဆိုတဲ့ပူချင်းစာတရားလေးတွေမရှိကြတာတွေ့ရတာကိုလည်းတော်တော်လေးကိုမှအံ့ဩမိပါတယ်။အဲဘာပြောတော်ချင်းသူတွေကတော့တော်နေကြသူတော်နန်သူတွေကလည်းတော်နန်နေတာဖြစ်ပါတယ်။ဒါကတော့ဂျပန်နိုင်ငံမှာတွေ့ရတဲ့ဂျန်ပွဲတော်တစ်ခုဖြစ်ပြီးတော့နောက်မှာကတော့မြန်မာနိုင်ငံမှာတွေ့ရတဲ့ဂျပန်ဂျန်ပွဲတော်ကိုပြပြပေးတော့မှာဖြစ်ပါတယ်။အရှိတ်ပါရဲ့ပေါ့အရှိတ်ပါ ဒီကတော့မြန်မာနိုင်ငံရဲ့မုံရမြို့မှာလက်ရှိတွေ့ရတဲ့တကြံပွဲတော်ကာလကိုပြောစင်သွားဆင်းရဲနေကြတယ်။ဒါလေးဒီဆရာကြီးသူ့ကိုတင်ရွေးနေရဆိုတဲ့ကြောက်ပြချက်တစ်ခုရှင်းနေပဲ။ကြာကြာကိုသူ့ကိုလုံးနေတယ်။ဒါတော့ဒါကိုပြန်ဆက် 将来一人にアナウンスをとんだから何で言うの僕嫌いまれ လန်မျိုးတွေအားလုံးပဲဧပြီလ15ရက်နေ့သင်္ကန်းနေ့ရဲ့ညပိုင်းနောက်ဆုံးရရှိတဲ့သတင်းအစီအစဉ်တွေကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်။ကောင်းသောသတင်းပုံအနေနဲ့ကတော့သခိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲမှာဖမ်းဆီးရရှိထားတဲ့စစ်တုံးပန်းတက်မခွန်ခွန်တက်မမှုဘုံမှုကျောင်းအောင်တဦးနဲ့တပ်သားများကိုစစ်ဆီးနေပြီးထွက်ဆိုချက်နဲ့စစ်ဆီးချက်တွေ့ရှိချက်ပေါ်အခြေခံတရားစီရင်ဖြစ်ကြောင်းမျိုးသားညီအစ်အိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးကနေပြီးတော့ပြောဆိုလိုက်ပါတယ်။ဧပြီလ9ရက်နေ့မှာ တခိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲစစ်ကောင်စီရဲ့လက်ကျန်းစခန်းဖြစ်တဲ့ဂျပန်လိုင်းကူစခန်းမှာတက်မှမှုဘုံမှုချုပ်အောင်တဦးနဲ့တပ်ဖွဲ့ဝင်တွေကထပ်ပြေးသွားခဲ့တဲ့ပြင်အင်းတော်မျိုးကိုပြီးသက်သိမ်းပိုင်နိုင်ကြအောင်၎င်းတော်မှာတော့ထပ်ပြေးသွားတဲ့တက်မှခွန်ခွန်တက်မှမှုဘုံမှုချုပ်အောင်တဦးနဲ့တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးခဲ့ပြီးလက်ရှိမှာစစ်ဆေးမြတ်မှုတွေလှုပ်ဆောင်နေကစစ်ဆေးတွက်ရှိကြများပေါ်ကိုအခြေခံပြီးတရားစင်ရေးကိုပြည်သူများရှိမှာတော်ရင်တော်မီဖြစ်ကြောင်း၎င်းကပြောထားပါတယ်အန်ယူဂျီအားဖမ်းဆီးရရှိထားသောတက်မှခွန်ခွန်တက်မှမှုဘုံမှုချုပ်အောင်တဦးသည်စစ်တကလို့အပတ်စဉ် 52ကျောင်းစင်းဖြစ်ပြီးတမခွန်ခွန်တမမှုဖြစ်2024ခုနှစ်နစ်ဆန်ပိုင်းမှာတောင်းဝင်ယူခဲ့ကြဖြစ်ပါတယ်။၎င်းရဲ့နောက်ကျောင်းရသောဝန်ကိုပြန်လည်လေ့လာကြည့်မယ်ဆိုရင်တော့2021ခုနှစ်ဆေးရနာသိန်းစာအချင်းရန်ကုန်မှာဆန္ဒပြပြည်သူများကိုစစ်တကပြစ်ခတ်သဖြင့်ရမှာတော့အောင်တဟူးဟာရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့အမတ်တစ်စစ်ပြူဟာမှုဘုံမှုကြီးဖြစ်ဖြစ်အမိန်ပေးစီခိုင်းခဲ့ကြောင်းသိရှိရပါတယ်။အိမ်နောက်မှာတော့ရန်ကုန်တိုင်းစစ်ဌာနချုပ်အမတ်တစ်ယူစစ်ပြူဝမှုဖြစ်မှတိုရန်တိုင်းစစ်ဌာနချုပ်ကော်တောင်းတက်နေရဲ့စစ်ပြူဝမှုဖြစ်ပြောင်းရှိခဲ့ပြီး2023ခုနှစ်နိုဝင်ဘာလအထိတောင်းဝင်ထမ်းဆောင်ခဲ့ကြောင်း ၎င်းတော်မှာတော့တက်မခွန်ခွန်တက်မမှုဖြစ်လာကြောင်းသိရှိရပါတယ်။ဘုံမှုကျအောင်တဦးမှာတော့ဇနီးဒေါ်သက်စုနယ်ထွန်းတားကြီးဖြစ်သူပြေရှံဦးတားငယ်အန်ဖုံးဦး၃ယောက်ရှိကြောင်းသိရှိရပါတယ်။အေးနောက်ဆုံးတော့လည်း2021ကချိန်နေကိုလုတ်ခဲ့တဲ့သူတွေကိုကျွန်တော်တို့တွေလက်ထဲပြန်ရောက်လာတဲ့အနေအထားတစ်ခုကတော့မြဝထင်မြင်ရဖြစ်ပါတယ်။ဒီနေ့မှလည်းမင်းအောင်နိုင်ကျွန်တော်တို့လက်ထဲကိုရောက်လာမှာတော့လုံးဝမှုချမလွဲတဲ့အေကန်ဖြစ်မဲ့အရာတစ်ခုပါပဲဗျာ။ နောက်တဲ့တင်ရောမှာတော့ပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ပေါဝင်နိုင်ငံတကာတရားရုံးများမှာမင်းအောင်နိုင်တဲ့စေကောင်းဆောင်တွေကိုတရားစွဲဆိုမှုနေမှုပေါ့စိုးရင်စရာလုံးဝမရှိကြောင်းတပ်ဖက်စေကောင်းဆောင်ပြောရေးစုခွင့်ရှိသူစော်မဲလုံးကပြောထားပါဗါ။အမှစိုးရိမ်တာမရှိဘူး။အเจ้าနဲ့မကိုစိုးရင်စရာမရှိတာပါ။ဒီရက်တွေကရွာထဲမှာနေတဲ့ရဲဝင်းနဲ့စစ်တပ်ကိုတိုက်ခိုက်တယ်။စစ်တပ်ကပြန်တိုက်ရင်ရသဖြစ်သွားတယ်။ဒါတွေက PDF တွေတောင်းဝင်လာဖြစ်တဲ့ ICC ပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်စစ်တပ်နေနဲ့ငြိမ်းချမ်းရေးနဲ့ပြည်သူလူထုကာကွယ်ရေးကိုအဓိကအာရုံထားပြီးလုပ်အောင်မှာဖြစ်တဲ့ PDF ကိုထောက်ခံတဲ့ ပြည်သူကလေးလူကြီးခွေးပါမကြံအကုန်လုံးကိုစစ်တပ်ကတော့ဒီတိုင်းထားမှာမဟုတ်ဘူးဆိုပြီးတော့အကြမ်းဖက်စော်မဲလုံကနေပြီးပြောခဲ့တာကိုတွေ့ရှိရပါတယ်။အဲကြောင့်ဒီလိုကောင်မျိုးတွေကိုကျင်းထုတ်နိုင်ဘူးဆိုရင်တော့ပြည်သူတွေအတွက်ကတော့နေ့စဉ်နဲ့မျှစိုးရိမ်စရာအနေတခုဖြစ်နေရဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲအားလုံးနေ့စဉ်နဲ့မျှဒေါ်လာရင်းသတိဒေါ်လာရင်းအသိနဲ့ပူးပေါင်းပေါင်ဝင်နေကြဖို့လိုအပ်ပါတယ်။နောက်ဆက်က ဦးမင်း online ဘာလူမျိုးလဲတော့မသိဘူးလူမျိုးကြီးပေါ့အခြေခံလားပါလားကျွန်တော်မပြောချင်ဘူးဗျာအဲ့တော့မင်းကကိုမနေတဲ့ဘောတော်ကိုဘာလူမျိုးမှမသိဘူးလားမင်းဘကတဝဲလူမျိုးဟာဟောတော့လေပဲဒီစကိုင်းတိုင်းမကွေးတိုင်းမှာဟွန်းနှိမ်နင်းနေတဲ့လေချောင်းတိုက်ခိုက်မှုတွေဟာကျွန်တော်တကယ်တကယ်တမ်းတောင်းညမ်းနေတော့စစ်သေးကြတဲ့ပုံကိုတိုက်ခိုက်တာနဲ့ရှင်ပဲဟေ့ဆိုရှင်အများကြီးကွာဟာနော်ကို့ချင်းချင်းကို့ချင်းတော့ပြောပါဦးဗျာနော်ပြီမသားအချင်းချင်းပေါ့ဗျာပြီမသားအချင်းချင်းကြတော့ဗမာလိုပြောလိုက်ရှင်လူမျိုးရေးရမကောင်းဘူးနော်အဲ့တော့ဒီမသားချင်းချင်း ကိုမြေပြန့်သားချင်းချင်းကြတော့ဟိုမတရားပေါ့ဟိုမတရားဒီပြက်သားသလားမမေးနဲ့ချပါတယ်နော်ပြက်သားတင်အခုဒီကြံနေမှအခြေသွားမြို့ရွာနေတာမဟုတ်ပါဘူးနော်အဲမင်းကပြက်သားတယ်ပြောနေမင်းပါရဲ့ဇော်မဲလုံးကတော့သူတို့မကျဲပါဘူးသူတို့တွေအပြစ်ခတ်ရက်ပါလို့ပြောနေတာဟုတ်မင်းတို့ကဘောမထောက်ကန်တဲ့ကောင်တွေကနေပြီးအောက်ကနေပြီးကျဲပါတယ်ပြောနေတော့ဇော်မဲလုံးမျက်ခွက်ကဘာနာသွားထားမှာလဲပြက်သားလုံးပြီးတော့တကယ်တကယ်တော့ကိုယ့်ကိုဒုက္ခပေးနေတော့အေးအေးတဲ့ပုံတွေကိုနေနေမှုကြတော့စဲစားတစားမတွေ့ရဘူး ေအေသွားနေလို့ရမလားအေအေကရခိုင်လူမျိုးတွေတူဦးမလူမျိုးတွေကွာအေအေကိုသွားပြီးတော့ဘုံကျဲမှတော့တူဦးမကခေါင်းခေါက်မှာဘောဟာဘုံကျဲခိုင်နေကကျူကျူလာကွာမင်းအောင်နိုင်မဟုတ်ဘူးကျူကျူလာကကျဲခိုင်နေတယ်ပြောင်ကြီးရနော်ဒီမှာဆယ်ကကျဲသွားလို့အေအေတပုံတစ်ခါလောက်ပဲတည်းရဟုတ်အဲဟုတ်ပြီ NUG ဘက်ကဘာရှော့အောင်လဲဆိုတဲ့ခါကျတော့မလိုအပ်ပဲနဲ့နော်အကြွားတန်နေတာတွေဟောင်းမောဟောင်းမောလုံလုံးနေတာတွေနော်မရှိတာကိုအရှိလုံနေတာတွေမဟုတ်တာကိုအဟုတ်လုံပြီးတော့ လူဘက်ကဘယ်ကောင်မဆိုပြည်သူဘက်ဂျင်းကျွေးလို့ရမယ်အဲ့ဒီတော်လန်ရေးကိုယုံကြည်ပါတယ်ဆိုတော့ဒီပိန်းနေလောက်ပဲဂျင်းကျွေးလို့ရမယ် NUG ကဘယ်အဆင့်မဲ့ရှိတယ်ဆိုတာကိုကျွန်တော်တို့တော်လန်ရေးလောကမှာလည်းကောင်းကောင်းသိတယ်တော်လန်ရေးလောကမှာ NUG ဟာတနည်းအားဖြင့်ဆိုလို့ရှိရင်လူပွဲစားအဆင့်လောက်ပဲရှိတာကမ္ဘာတန်တမန်ရေးရမှာဟေ့ဆိုလို့ရှိရင်လည်းကျွန်တော်လုံခဲ့တဲ့၄နှစ်လောက်ခရေကကျွန်တော်ပြောခဲ့တယ် NUG ဟာကျွန်တော်တို့လူမှုရေးအသင်းအဖွဲ့ပရဟိတအသင်းအဖွဲ့အဆင့်လောက်ပဲရှိတာမင်းကလားဂျင်းကျွေးနေတယ်ပြောနေတာမင်းတို့ရဲ့တတ်မှတ်မှုတွေလည်းဂျင်းကျွေးခံနေရပြီအဲဒီမှာ เนาะအဲ့တော့အဲ့ဒါကိုသူတို့ကိုသူတို့ဝင်ခံမှာဝင်ခံလိုက်မယ်ဟေ့ဆိုရင်တစ်ဖက်ကဒီသူတို့ ਨੇ အစိုးရနှစ်ရက်ဖြစ်နေတယ်ဗျာ NASA ကလည်းအစိုးရ NGO ကလည်းအစိုးရဆိုတဲ့ခါကြတော့အဲဘာပြောပြောင်းကြီးကတော့ NGO အစိုးရဖြစ်သူလက်ခံနေဆိုတာကိုပြောပြနေရဖြစ်ပါတယ်အဲဘောမတွေက NGO ရဲ့လက်ရှိချိန်မှာတက်အင်အားတွေပုံမတောင်းတင်းလာသလိုလုံဆောင်မှုတွေလည်းပြန်ပြေးပြေးကောင်းလာတာဖြစ်တဲ့အတွက်တစ်ဖက်ဘောမရက်ကလည်းလက်ခံနေတဲ့အနေအထားတစ်ခုကိုတွေ့နေရပါတယ်အဲ့တော့အားကြောင့်မလို့မဖြစ်တင်တာမဖြစ်စေချင်ရင် NGO တွေကလည်းမလို့အပနဲ့စကားဖွာမှုတွေအကြွားလွန်မှုတွေအားလုံးကို အဲရှောင်သိချင်ပါလေအဲဒီနေရာမှာကျွန်တော်ထပ်ပြီးတော့ပြောချင်တာဗျာ NASA ကောက်ကိုလည်းပြောချင်တာကနတ်ဆက်ကဥမင်း online ဘာလူမျိုးလဲတော့မသိဘူးလူမျိုးရေးပေါ်အခြေခံလားပါလားကျွန်တော်မပြောချင်ဘူးဗျာအဲတော့ပါတော့လည်းပဲဒီစကိုင်းတိုင်းမကွေးတိုင်းမှာနှိမ်နင်းနေတဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာကျွန်တော်တကယ်တကယ်တမ်းတောင်းညမ်းနေသောစစ်သွေးကြတပုံကိုတိုက်ခိုက်တာနဲ့ရှင်မဟေးဆိုရှင်အများကြီးကွာဟာနည်းနော်ကိုချင်းချင်းကိုချင်းချင်းတော့ပြောပါမောဗျာနော်ပြီမသားအချင်းချင်းပေါ့ဗျာပြီမသားအချင်းချင်းကြတော့ ဘာမှလို့ပြောလိုက်ရှင်လူမျိုးရေးရဟိုမကောင်းဘူးလေနော်အဲ့တော့ပြီမသားချင်းချင်းကို့မြေပြန့်သားချင်းချင်းကြတော့ဟိုမတရားပေါ့ဟိုမတရားဒီပြက်သားသလားမမင်းနဲ့ချပါလေနော်ပြက်သားပြင်အခုတကြံနေမှအခြေသွားမြို့တွေရောအနေနဲ့မဟုတ်ပါဘူးနော် ပြက်သားတာမဟုတ်ဘူးဟာစကိုင်းမှာကမင်းတို့ကိုပြစ်ချမဲ့လူတွေကမရှိသေးလို့နော်တော်လိုင်းတက်တွေဘက်မှာကနော်တိုင်းရင်သားစိုးမှုထားတဲ့တော်လိုင်းတက်တွေမှာမင်းတို့သွားသမျှကိုပြစ်ချနေတယ်ဒီနေ့မှဆိုရင်လည်းမင်းတို့ရဲ့ဆက်တက်လေဒီတွေကိုပြစ်ချလို့ကောင်းငင်မာကြီးမြေဝသာဖြစ်သွားတဲ့ဆိုတဲ့တင်းတွေကလည်းပြက်နှံ့လာတော့မင်းတို့ရဲ့အရာရှာချင်းတွေ့တယ်မပြောင်းဘူး ပြတ်သားလုံးပြီးတော့တကယ်တကယ်တမ်းကိုယ့်ကိုဒုက္ခပေးနေတော့အေးအေးသဘုံနေလို့ ਨੇ နေနေမှုကြတော့စဲစားတစားမတွေ့ရအောင်နော်ဒီမှာစဲကကျေးသွားလို့အေးအေးသဘုံတစ်ခါလောက်ပဲတွေ့ရဟောစဲစားတစားกว่าသူလက်ကတိုလေးကျွေးနေရတာဟာဘာလို့လဲသူမရခိုင်မနော်မင်းတိထားပေါ်ကသူမရခိုင်မရခိုင်မကိုယူထားတာရခိုင်မဒေါသထွက်လာရင်မင်းရောက်နေမှာပြေပောင်ပြီးလေမှားလိမ့်မယ်နော်အဲနောက်ထပ်အခုအဲတခြားနေရာတွေပေါ့ အဲတခြားနေ့ဒီကောက် AA ပါပဲเนาะ AA နဲ့ချင်းပြင်းနေချင်းပြင်းနေလဲတခါပဲထိပါတယ်เนาะကျွန်တော်ကြည့်ရသလားဆိုတခါပဲထိတယ်ဒါပေမဲ့တော့ကိုငင်းရင်းကိုတွေပါ PDF တွေဆိုတာလဲကျွန်တော်တို့ဘာပဲဖြစ်ဖြစ်တို့လည်းတနည်းအားဖြင့်ကျွန်တော်ဗမာစကားပဲပြောတော့တိုင်းရင်းသားညီကိုတွေပါเนาะဗမာစကားပြောဗမာလိုပဲပြောမှာပါဗျာเนาะဗမာစကားပြောတဲ့ပုံကိုတွေပါအဲ့တော့ကိုဗမာများကလည်းဗမာအချင်းချင်းကြရင်လားအသေးအကြီးခွတ်တာသိလားเนาะခွတ်တာအဲ့ဒီတကယ်တကယ်လားဟိုအဲ့ဒီဗမာဗမာငပိန်းတွေကိုအတုံးချနေတဲ့ ဒီစေတေကြတပုံ AA တို့ဟုတ်လား KIA တို့ညောက်သုံးအောင်ပေါ့ညောက်သုံးအောင်တို့ဟုတ်လားဒါတွေကိုအရေးယူမှုကြတော့တအောက်အားနေတယ်အဲ့တော့ကျွန်တော်မေးချင်တာက NASA ကဥက္ကဋ္ဌကြီးကဘာသွေးလဲပေါ့နော် O သွေးလား A သွေးလား B သွေးလားလို့မေးချင်တယ်ဒါဒါဟုတ်ပါပြီအဲ့တော့အမှန်ပဲကိုမအောင်လေဟုတ်ပါပြီနော်မင်္ဂလာပါအဲ့တော့တကယ်တကယ်နေနေရမယ့်ရက်မှာကြတော့အားနေနေမနေနေဘူးတကယ်ကိုအချင်းချင်းကြတော့အတက်ကောင်အသေးချေခုတ်ပါတို့ဗမာများလေနော်အဲ့တော့ဗမာတွေကလည်းအခုပိန်းသလားဆိုတဲ့ခါကြတော့ ကျွန်တော်တို့မြန်မာပြည်မှာအရင်ကကျွန်တော်တို့ကရင်ဆိုလို့ရှိရင်เนาะဒါကရင်တိုင်းသားတွေကျွန်တော်ချစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းကရင်နဲ့ကျွန်တော်တို့အမျိုးဆွေမျိုးတိုင်းမှာဆွေမျိုးသားချင်းကရင်မကင်းပါဘူးเนาะကရင်အေးမင်းကတော့ဂရုံကရင်ကောင်ပဲဖြစ်မယ်မင်းရောက်လာရဲ့ဘောမနေရလို့မင်းရောက်လာရဲ့ဘောတုံနေမင်းတို့ကလိုက်ပြီးဂရုံကရင်လုံနေရတဲ့ဂရုံကရင်ကောင်တွေဖြစ်လိမ့်မယ်ကျွန်တော်ဆိုကျွန်တော်ကဘရုံမောက်တတ်မှတ်တာဘူးเนาะဘရုံမောက်ပေါ့စလာပါအဲနောက်ထပ်အရခိုင်ဆိုလို့ရှိရင်ကျွန်တော်တို့ကခင်ခင်မင်မင်းနဲ့ခေါ်တဲ့ခါကျရင်ချစ်စနုံးနဲ့ခေါ်ကြရခိပါညာဘောတင်မလားအဲ့လိုခေါ်ကြအရှမ်းဆိုလို့ရှိရင်လည်း ကျွန်တော်တို့တို့တို့ပြောပါကြအဲ့လိုပြောကြတာစနောင်ကိုခေါ်ကြတာပါအခုကျမှကျွန်တော်တို့ဒီဩတို့ဗမာများဟာလဲနော်တကယ်ငပိန်ငပိန်နေပါလားဆိုတော့ကျွန်တော်အခုမှသိတော့တယ်နော်အဲ့တော့အချင်းချင်းကြောက်အရန်ချရပြရနော်တကယ်တမ်းဆောင်ရက်တဲ့နေရာတွေဆောင်ရက်ပါဒီ PDF ကလေးတွေဆိုတာကဒီတိုင်းရင်းသားလက်နက်ကင်အမိခံထားသောစစ်သေးကြ AA တို့မြောက် AA တို့အဖွဲ့တွေနော် KIA တို့မရှိလို့ရှိရင်ဒီကလေးတွေက ပြောမယ်ဆိုရင်ကိုယ်ပမာပြီးသားအချင်းချင်းเนาะဒီမသားအချင်းချင်းဟာစီးလုံးညှိနှိုင်းလို့ရတယ်ဒီစစ်သွေးကြောအုပ်စုတွေသူ့လူမျိုးကိုလည်းဒုက္ခပေးတယ်ပမာပြီးပမာတိုင်းသားကိုလည်းဒုက္ခပေးနေတယ်ဒီစစ်သွေးကြောတွေနှိမ်နေတဲ့နေရာမှာနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုတော့အင်အားစိုက်ပြီးတော့နှိမ်နင်းတင်တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့ဗျာနော်ကျတားတော့ပြောင်းကြီးတကောင်ကပေါက်ခွဲနေရဖြစ်ပါလေ။ဘာတွေပေါက်ခွဲလဲဆိုရင်တော့သူကရခိုင်ပြည်နယ်ကိုသူတိကအဖင်ဝေဖန်မှုတွေပြုလုပ်တာကိုတွေ့ရပါတယ်တစ်ချိန်တခါတော့အဲ့ချိန်မှာတော့ အခိုင်ပင်နယ်ကမောင်းတော်ဒေတာကိုဝေဖန်ခဲ့ရင်မလည်းအခုချိန်မှာဆိုရင်သူဝေဖန်သမျှအရာအလုံးကကြာရှုံးနေတာဖြစ်တဲ့အတွက်ပြောင်းရင်းကောင်ပေါက်ခွဲနေဖြစ်ပါတယ်။ဒါကြောင့်သူရဲ့ပါဇက်ကနေပြီးတော့နိုင်ပြီးဆိုပြီးတော့ထွက်တဲ့မျိုးတိုင်းအလုံးဟာနောက်ဆုံးကြရင်ရခိုင်ကျတော်အေအေရဲ့တိမ့်ပိုက်မှုကိုခံရတာဖြစ်တဲ့ပြောင်းရင်းကောင်ပေါက်ခွဲနေတဲ့အနေအထားတစ်ခုလည်းချိန်မှာတွေ့မြင်နေရဖြစ်ပါတယ်။သိကြပါလေမင်းတို့ဘောမာတွေကတော့နေ့စဉ်နဲ့အမျှပေါက်ခွဲနေပြီးတော့လောင်ကျွမ်းနေရမှာတော့သိကြပါပဲ။ပေါက်လဲဆိုတော့မင်းတို့အလုံးဟာတော်လန်ပြည်သူတွေနဲ့ကဲပြည်သူစစ်ပြည်သူမှန်တွေကိုစန့်ကျင်ကြပြီးတော့ဘောမာနေတဲ့ကွန်ဖြစ်တဲ့အတွက်နေကြရင်မင်းတို့အဖအနေနဲ့လက်လိုက်သွားမှာတော့သိကြပါပဲ။ တကြံမှာပျော်သင့်သလားမပျော်သင့်ဘူးလားဆိုတာဟာအငင်းပွားစရာအကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ဘာကြောင့်လဲဆိုတော့မန္တလေးစကိုင်းနဲ့မြို့ကြီးတော်တော်များများမှာအကြီးကျယ်ငလျင်လှုပ်ခဲ့လို့ပါ။ဟိုဘက်အိမ်ကအတုပရှိနေ၊နာရေးရှိနေလို့ရှိရင်ဒီဘက်အိမ်ကတစ်ချက်မဖွင့်မဲနဲ့တိတ်ဆိတ်ပေးရတာဟာလူကြုံရပါ။စာနာမှုကိုအဲ့လိုနီးနဲ့ဖော်ပြလိရှိကြပါတယ်။ဒါပေမဲ့လည်းလူဆိုတာသွေးနဲ့ကိုတားနဲ့ကိုဆိုတော့ကိုမိသားစုကိုဆွေမျိုးသားချင်းကိုတငယ်ချင်းတွေမသိချင်းမထိခိုက်ကြဘူးဆိုလို့ရှိရင်ပျော်စရာရှိတဲ့အခါမှာ ပျော်မိတတ်ကြပါတယ်အဲ့ဒါကိုအလွန်အကျွံအပြစ်ဆိုဖို့တော့လေတိတ်ပြီးတော့မသိဘူးထင်ပါတယ်တတိုင်းတပြည်လုံးအတုပအိတ်ကြီးလိုတုတ်တန်တစားပြင်ကြီးလိုတိတ်ဆိတ်ပြီးတော့ဝမ်းလဲကြေကွဲနေဖို့ကိုတော့လေအလွန်အကျွံတောင်းဆိုဖို့မကောင်းပါဘူးစာနာတဲ့သဘောနဲ့ဝမ်းလဲပြီးတော့တိတ်တိတ်ကလေးနေပေးမယ်ဆိုလို့ရှိရင်တော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့မနေနိုင်လို့ကမယ်ခုံမယ်ပျော်မယ်ပါမယ်ဆိုရင်လဲဆဲဆိုနေလောက်เสียဒေါသချောင်းချောင်းထွက်နေเสียတော့မဟုတ်ဘူးထင်ပါတယ် ငလျင်တဲ့ကြံကရှင်းတော့ကက်ရက်သားဖြစ်နေတော့ပျော်ရည်မပျော်ရည်ကိုကအငင်းခွန်လို့ဆရာဖြစ်နေပါတယ်ပြီးကြတဲ့ရဲ့အနေငယ်ကလည်းမီဒီယာတစ်ခုကမန္တလေးမှာဘီယာဆိုင်တွေကာရာအိုကေတွေဖွင့်နေလို့ဆိုပြီးတော့ကက်ရက်ရှုပ်ချတဲ့သဘောနဲ့ပုံလေးတင်တာတွေ့မိပါတယ်အဲ့ဒီမှာလည်းအငင်းပွားကြပါတယ်အဲ့ဒါကတော့အဲ့ဒီဘီယာဆိုင်ကာရာအိုကေဆိုင်တွေဟာဘယ်နေရာမှာဖွင့်နေတာလဲဆိုတဲ့အချက်ကိုအလေးနဲ့ထားပြီးတော့စဉ်းစားဖို့လိုလိမ့်မယ်ထင်ပါတယ်အဲ့ဒီနေပြိုပြက်နေချိန်လူတွေသိနေချိန်မှာ ်ဘီယာတောက်တယ်ဆိုတာကတော့ပြဿနာတိတ်ပြီးတော့မဟုတ်လာဘူးထင်ပါတယ်။ကယ်ဆယ်ရေးသမားတွေကိုတောင်းမှအမောပြေဘီယာလေးတောက်ဖို့လှူဒါန်းတယ်ဆိုတဲ့သူတွေရှိနေသေးတာပဲလေ။ဘီယာဆိုင်မှာစင်တင်ဂီတဆိုတာမျိုးတွေပါရင်တော့တမျိုးစဉ်းစားရမှာပါလေ။ကာရာအိုကေဆိုင်ဖွင့်လာတဲ့ပတ်သက်လို့ရှိရင်တော့နေရာကိုတိတိကျကျစဉ်းစားဖို့တင်ပါတယ်။ Sky Villa နဲ့အနီးနားမှာ Grey Wall နဲ့အနီးနားမှာကာရာအိုကေဆိုင်ကြီးဖွင့်ပြီးတော့ဆိုကြကကြလုံနေကြတယ်ဆိုရင်တော့တော်တော်လေးရမ်းရကြတာပေါ့ဗျာ။ဘယ်လုတ်တင်မှာမလဲ။ နည်းနည်းတော့လူမှုရေးတိတတ်ကြပါလို့ပြောရမှာပဲလေဒါပေမဲ့ပြိုတာပြက်တာတေးတာကြေတာတိတ်မရှိတဲ့နေရာကရက်ွက်ကမြို့နယ်တွေကကာရာအိုကေဆိုင်ကတော့ဖွင့်ကျင်ရင်ဖွင့်မှာပဲဗျသူစားဝတ်နေရကလည်းရှိသေးတာကိုအပြစ်တင်ကျင်နေဆိုရင်တောင်မှလာဆိုတဲ့သူတွေကိုတင်ကျင်တင်ရမှာပေါ့လားဆိုင်ကတော့နာရေးအိမ်နဲ့တိတ်မနီးလို့ရှိရင် သူစားဝတ်နေရအတွက်သူဖွင့်တာကိုလွန်းလွန်းကျူးကျူးအပြစ်မတင်သင့်ပါဘူးအခုဒီကြမ်းမှာမုံရွာကတော့ တော်တော်လေးကဲကြတာကိုတွေ့ရပါတယ် Sorry as DJ ကျွန်တော်လည်းစိတ်ထဲတော့သိပြီးတော့မကောင်းဘူးပေါ့ဗျာတေကြကြေကြဒုက္ခရောက်နေကြတာတွေကိုမြင်နေသိနေတော့ငြိမ်ပေးကြမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကျေးဇူးတင်မိမှာပေါ့ဒါပေမဲ့လည်းသူတို့မျိုးမှာတေကြပြည့်စည်တာတွေတိတ်မရှိလေတော့လူငယ်တွေမို့ပျော်မိကဲမိကြတာကိုတိတ်ကြည့်တော့အပြစ်မတင်ချင်ပါဘူးဒါတော့မွန်းကြံနေတဲ့ကာလကြီးမှာပျော်နိုင်တဲ့လူရှိလို့ရှိရင်လည်း ြောကြပါစေဗျာမုံရွာတို့မင်းချန်တို့ကကံကောင်းကြတယ်ဗျာမန္တလေးနဲ့တိတ်မဝေးကြပေမဲ့ထိခိုက်ပျက်စီးတာမရှိသလောက်နှိပါးကိုနေကြပါပြီစကိုင်းတိုက်မှာရှိတဲ့ငလျင်ဘိုလ်ကျက်နဲ့လဲအဲ့မျိုးတွေကတကယ်တော့တိတ်ဝေးတာမဟုတ်ပါဘူးစစ်တပ်ဘက်ကလူတွေကတော့လူတွေကိုပျော်တာပါတာလှုပ်ဆင်ကျင်ကြပါတယ်တိုင်းပြည်တာရပါတယ်ငိမ့်ချမ်းပါတယ်လူတွေပျော်ရွှင်နေပါတယ်ဆိုတာမျိုးကိုသူတို့ကအမြဲတမ်းဝါရဖြန့်ကျင်နေကြတဲ့သူတွေမို့လို့ပါ မိုးရွာမှာလည်းတကြံလှုပ်ဖြစ်အောင်မန်တက်တွေစောက်ပေးတာတွေပါတွေကိုသူတို့ကဥစည်းပြီးတော့ကြတော့လှုပ်ခဲ့ပါသေးတယ်။ငါတို့မန္တလေးမှာဒီလောက်တောင်တည်ကျင်နေတဲ့အချိန်မှာမင်းတို့မိုးရွာကပျော်နိုင်ရသလားလို့မန္တလေးသားတချို့ကသွားမေးကြပါတယ်။မိုးရွာကလူတွေကပြန်ပြောပါတယ်။ငါတို့မိုးရွာကိုဘုံကျဲနေစစ်မှုထမ်းပြန်မေးဆွဲနေတော့ကရောမင်းတို့မန္တလေးကလူတွေပျော်နေကြတာပဲမဟုတ်လားတဲ့။အဲအဲ့ဒါမှဇလန်းကပို့ပြီးတော့ရှုပ်ကုန်တော့တာပါပဲဗျာ။စကားရတဲ့ခုလုံးမှာရွာတွေကိုမိရှုနေတဲ့အချိန်လူတွေကိုပေါ်တော်ဆွဲနေတဲ့အချိန်တနက်နဲ့လိုက်ပစ်နေတဲ့အချိန်မှာ မန္တလေးရန်ကုန်နေပြည်တော်မှာပျော်တဲ့သူတွေကတော့ပျော်နေကြတာလည်းအမှန်ပါပဲစာနာတဲ့သူတွေကလည်းစာနာကြပါတယ်အကုန်လုံးပျော်နေကြတာတော့မဟုတ်ပါဘူးပျော်တဲ့အချိန်မှာပျော်တယ်ဆိုပေမဲ့လည်းကြံတဲ့အချိန်တွေမှာစိတ်မကောင်းဖြစ်နေကြတာဝမ်းနည်းနေကြတာမျိုးတွေလည်းအဲ့လိုမျိုးတွေဖြစ်နေကြတဲ့လူတွေကလည်းအများပြပါဒီတော့လည်းအသိစိတ်ဓာတ်ရှိတဲ့သူကကိုယ်အသိစိတ်ဓာတ်ရှိသလိုသာပြုမှုကြပါလူတိုင်းဝမ်းနဲ့နေရမယ်၊မှိုင်နေရမယ်၊နိုင်နေရမယ်လို့တော့လေတိတ်ပြီးတော့မတောင်းဆိုကြတာပါကောင်းလိမ့်မယ်ထင်ပါတယ်။ မန္တလေးမှာလည်းတကြမ်းရေကစားတာနည်းနည်းပါးပါးတော့ရှိတာပါပဲမြန်မာနိုင်ငံမှာတင့်ကြံပြတ်တဲ့နှစ်တွေအမှန်တကယ်ရှိခဲ့ပါတယ်ဂျပန်ခေတ်တုန်းကလည်းစစ်ကြီးဖြစ်တော့တကြမ်းပြတ်ခဲ့တယ်လို့ကြားမှုပါတယ်1988ခုလူလူလှုပ်ရှားမှုကြီးကိုစစ်တပ်ကပြစ်ခတ်ဖြိုခွဲပြီးတော့စက်တင်ဘာလ16ရက်နေ့မှာအာဏာသိမ်းခဲ့ပါတယ်လူတွေအလွန်ကိုမကြင်မချမ်းဖြစ်ခဲ့ပါတယ်ဝမ်းနေတာရောနာကြီးတာရောဒုက္ခရောက်တာရောအဆုံးပါပဲ1989ခုအေဘီလတကြမ်းပြတ်ပါတယ်ခွေးတောင်လမ်းမော်ထွက်ရင်ဂဲနဲ့အပေါက်ခံရတဲ့အဖြစ်မျိုးပါ တကြံမှာဘသူမှမထွက်ကြနဲ့ဟေးလို့တိုက်တွန်းသူနှိုးဆော်သူတယောက်မှမရှိဘဲနဲ့တကြံပြတ်ပါတယ်။အခု2021အာနာသိမ့်ပြည်ရဲ့နောက်မှာလည်းတကြံပြတ်ပါတယ်။2021တကြံမှာရေပက်သူမရှိတဲ့လောက်နေပါပါပဲ။အခုထိတကြံဟာစီစီကားကားလည်းပြန်ဖြစ်မလာသေးပါဘူး။ချောက်ချောက်ကက်ကက်ပါပဲ။ပြောချင်တာကတော့ဗျာလူတွေတကယ်မပြောလို့ရှိရင်ထွက်ပြီးတော့မကစားကြတဲ့ဘာညာဟိုတိုက်တွန်းတဲ့သူမရှိလေမပြောလို့ရှိရင်မကစားကြပါဘူး။ အဲတကြမ်းမှာရေကစားလို့ရှိရင်ရိုက်မယ်နှက်မယ်လို့ချိတ်ချောက်ကြတဲ့သူတွေကလည်းရှိပါတယ်ရေပက်တဲ့ကောင်လမ်းတွင်နေရင်ဝင်ရိုက်မှာတကယ်ရိုက်မှာပြောတာတကယ်ရိုက်မှာဒါလောက်သူများတွေတေရုမောများဖြစ်တဲ့ချိန်မှာရေပက်တဲ့ကောင်ဖောင်းမောရိုက်မှာတက်တဲ့ရှင်းကွာရှင်းမယ်လက်ပြင်းတော့ရိုက်မှာအဲပြောပြီးသားစိတ်ခေါ်ပြီးသားမင်းခြေလက်ရှိတိုင်ကွာဘိုးချုပ်သားလည်းရိုက်မယ်ကွာတိုင်မှုသားလည်းမတထေးသားလည်းရိုက်မယ်ကွာငါရိုက်မယ်ကွာငါငါနမ်ပန်းတဲ့ငါရိုက်ငါကားရှိမှရေဘက်တွေငါရိုက်မှာဆင်းရဲမှာရေမကစားကြပါနဲ့ကွာ မပြောကြပါနဲ့တေးတဲ့လူတွေကိုအားနာပါအောင်လို့ဖြောင်းဖြောင်းဖြားဖြားပြောမယ်ဆိုလို့ရှိရင်တော်ရောပေါ့ဗျာအခုတော့ရိုက်မယ်ကွာစုံမယ်ကွာဆိုတော့မခက်ပေဘူးလားရိုက်ရနှဲ့အောင် ကိုရောမွေးထားတဲ့တာသမီတွေမှမဟုတ်တာဗျာကျွန်တော်တို့တိုင်းပြည်မှာဘုန်းကြီးတွေဟာတော်တော်လေးနေရာယူခဲ့ကြပါတယ်။ရွာတွေမှာရွာဦးကျောင်းဆရာတော်ကတကြီးကိုတောင်မှခေါ်ရိုက်လို့ရတယ်ဆိုတာမျိုးတွေအရင်ကရှိခဲ့ပူပါတယ်။အဲ့လိုရှိခဲ့ပူတဲ့ရှစ်ခေအောင်လေးထားကိုပြန်တန်းတာနေတဲ့တန်ဃာတွေအခုထိရှိနေကြပါတယ်။အဲဒါကတော့ကိုသိမ့်မြတ်နဲ့ဓမ္မစတိဆရာတို့တွေ့ရတဲ့ပွဲပေါ့ဗျာ။